နေပြည်တော်လုံခြုံရေးကိုအထူးကကင်တွယ်ရတဲ့အမတ်လျှောက်စစ်စေရဲ့အထူးအဖွဲ့ကာစာထ၆ကိုဖျက်သိမ်းလိုက်ပြီးကာစာထ၅အောက်ကိုထဲသွင်းဖွဲ့စည်းလိုက်တယ်လို့နေပြည်တော်က BBC သတင်းရင်းမြစ်တွေစီကသိရပါဗျ။မြန်မာနိုင်ငံရဲ့မြို့တော်ကိုနေပြည်တော်ကိုရွှေ့ပြီးနောက်ပိုင်း၂၀၀ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ကာစာထ၆ဟာ၁၈နှစ်အကြာမှာတပ်အင်ကာစင်ကနေဖယ်ရှားခံရတာလည်းဖြစ်ပါဗျ။ စစ်စစ်ရေးအထူးအဖွဲ့နေမြေတွေထဲမှာအမှန်ငါစစ်စစ်ရေးအထူးအဖွဲ့ကအရေးကြီးဆုံးဖြစ်လာပြီးနေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်အပြင်မန္တလေးနဲ့တောင်ကိုအရှိစားစစ်တိုင်းနှစ်ခုကိုပါတွဲကန်ရတာဖြစ်ပါတယ်စစ်တိုင်းကုတ်ကဲမှုတိုးချဲ့ထားတဲ့အမှန်ငါးစစ်စစ်ရဲ့အထူးအဖွဲ့မှုအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုပြီးခဲ့တဲ့ရက်ပိုင်းကမှပြောင်းရွှေ့ခန့်အပ်ထားတာဖြစ်ပါတယ်။စစ်စစ်ရဲ့အထူးအဖွဲ့မှုတွေကတိုင်းစစ်ဌာနချုပ်၁၄ခုတိုင်းမှုတွေအထက်က ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်ပြီး၆နေရာ၈ရာကနေ9နေရာပဲရှိတော့မှာဖြစ်ပါတယ်ကာစာတာတစ်ကကရှင်ပြည်နယ်မြစ်ကြီးနားအရှိဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မုံရွာအရှိဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပဲကန်ရတော့မှာဖြစ်ပါတယ်။ကရှင်လွတ်လပ်ရေးတပ် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအကောင်နဲ့နေမြေတွေလည်းဖြစ်ပါတယ်။အရင်ကာစာတာတစ်အောက်ကမန္တလေးအရှိဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကကာစာတာ၅အောက်ကိုပြောင်းရွှေ့လိုက်ပါတယ်။ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကိုကင်တွယ်ရတဲ့စစ်တိုင်းလေးခုပါဝင်တဲ့ကာဆာတာနှစ်ကတော့အပြောင်းအလဲမရှိပါဘူး။လာရှိုးအရှေ့ဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တောင်ကြီးအရှေ့ဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ခိုလန်အရှေ့ဆိုင်အရှေ့လယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ကျိုင်းတော်အရှေ့ဆိုင်တွိကန်တိုင်းစစ်ဌာနချုပ်တို့ကတော့ကာဆာတာနှစ်အောက်မှာပဲပါဝင်ပါတယ်။ဒါကြောင့်ကာစာတာနေဟာအင်အားအကောင်ဆုံးတိုင်းဒေသလက်နက်ကင်တပ်ဖြစ်တဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAF အဝဲ ကိုကန်တက်တအန်တက်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တွေနဲ့ရင်ဆိုင်ရတဲ့နယ်မြေဖြစ်ပါတယ်ကစားထား၃ကတော့ရခိုင်ကိုတာဝန်ယူရတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ပသိမ်အရှေ့ဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နှစ်ခုကိုတာဝန်ယူရမှာဖြစ်ပြီးအနောက်ဘက်တစ်ကျော်လုံးဖြစ်ပါတယ်။ဒီနယ်မြေတွေကတော့အာရခတက်တော်နဲ့အဓိကရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကာစားထလီကအပြောင်းအလဲမရှိပဲမော်လမြိုင်အရှိဆိုင်အရှိတောက်တိုင်းစစ်ဌာနချုပ်နဲ့တနင်္သာရီတိုင်းကိုတာဝန်ယူရတဲ့ကံယိုတန်တိုင်းစစ်ဌာနချုပ်တွေပါဝင်နေပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU မွန်တက်တွေတနင်္သာရီတိုင်းတွေက PDF တွေနဲ့ရင်ဆိုင်နေရတဲ့စည်ရေးနေမြေဖြစ်ပါတယ်။အပြောင်းအလဲကြီးကြီးမားမားဖြစ်တာအမှန်ငါစစ်စည်ရေးအထူးအဖွဲ့ဖြစ်ပြီးမန္တလေးအရှိဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ်တောင်ငူအရှိဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကိုကင်တွယ်ရမှာဖြစ်ပါတယ်ကစားထ9ရဲ့ကုကဲမှုနေမြေတဲ့နေပြည်တော်မန္တလေးပဲခူးနဲ့ရန်ကုန်စားတဲ့အဓိကအကြဆုံးတိုင်းဒေသကြီးတွေပါဝင်နေတာတွေ့ရပြီးရွေးကောက်ပွဲလုံခြုံရေးအတွက်အဓိကတာဝန်ပေးထားတယ်လို့သိရပါဗျ။စစ်စစ်ရေးအထူးအဖွဲ့တွေကိုဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာစာဖွဲ့ခဲ့တာဖြစ်ပြီးနှစ်ခုနဲ့ပဲစတင်ခဲ့တာဖြစ်ပါတယ်။ကစားထ1နဲ့ကစားထ2ဖြစ်ပြီးအထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ခွဲကန်ရတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်2001ခုနှစ်မှာကာဆာထသုံးနဲ့ကာဆာထလေးဆိုပြီးထပ်တိုးရှယ်ပါတယ်2005ခုနှစ်ရောက်ကမှကာဆာထငါကိုဖွဲလိုက်တာဖြစ်ပြီးကွယ်လွန်သူတမရဟောင်းဦးမြင့်စွေကစတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ကာဆာထတွေပြင်ဆင်ဖွဲ့စည်းတာနဲ့ပတ်သက်လို့အကောင်းမြင်သူတွေလည်းရှိကြပြီးကာဆာထငါကူနဲ့လည်းလုံလောက်တယ်လို့စစ်ဘက်တရေရင်းမြစ်တရှိုးကပြောပါတယ်။ ကစားထားလျှောက်ကစားဖွဲ့တုံးကအရန်အနည်းနဲ့ပဲဖွဲခဲ့တာပါလို့အငိမ့်စားစစ်ပတ်အရာရှိတအူးကပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာစစ်ရဲနယ်မြေတွေတတ်မှတ်ပေးခဲ့ပြီးနယ်မြေကြီးကစားထားလျှောက်မှုတွေကတော့လက်ရှိဒူးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆိုဝင်းနဲ့လက်စားမှုနဲ့ထောင်ချနေတဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမိုးမြင့်ထွန်းတို့ဖြစ်ပါတယ်။ကစားထားလျှောက်ဟာနေပြည်တော်တခုတည်းကိုကန်ရပေမဲ့တခါတလေမကွေးကိုလည်းတွဲကန်ရတတ်ပါတယ် တိုင်းမူရီရဲ့အထက်မှရှိတဲ့ဒုတိယပူဇော်ကြီးအဆင့်ကာဆာထမူနေယာကိုရာထူးကြီးတွေဆက်လက်ရယူဖို့လန်ကူလက်တထောက်နားရနေရလို့တုံးသက်သူတွေရှိတယ်လို့လုံပိုင်ခွေများများဆဆမရှိတဲ့နေရလို့အစိုးမြင့်သူတွေလည်းရှိပါတယ်ပူဂျုံမူကြီးမင်းအောင်လိုင်းကကာဆာတာနှစ်မူဖြစ်ခဲ့ဘူးတလို့ဒုတိယပူဂျုံကြီးဆိုဝင်းကလည်းကာဆာတာချောင်းမူလုပ်ခဲ့ဘူးပါတယ်။ကာဆာတာမူတွေဟာစစ်အင်ကာစင်အရဒုတိယပူဂျုံကြီးအစင်ယာလူတွေထဲမှာအမြင့်ဆုံးဖြစ်ပါတယ်။ သူ့နောက်မှာမှအရာရှိချုပ်ဒုတိယပူချုပ်ကြီးတွေရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒါဇင်နဲ့ရှိတဲ့ကာစားထမှုအများစုကတော့စစ်ရုံးမှရုံးထိုင်ပြီးတော့ပဲ တက်ကနေအနားယူသွားကြရတယ်လို့အငိမ့်စားစစ်ပတ်အရာရှိတွေက ပြောပါတယ်။ဘိုးကျုပ်စိန်အောင်ဘိုးကျုပ်ရှစ်ဆွေရဟယင်ပြတ်ကြပြီးကွယ်လွန်ခဲ့တဲ့အငိမ့်စာဒုတိယဘိုးကျုပ်ကြီးတင်ဦးတို့ကာစားထမူလုတ်ခဲ့စဉ်ကာလတွေကကာစားထမူတွေကတကူအထွားဆုံးကာလလို့တတ်အတိုင်းဝိုင်းမှာစိုးစမဲ့ရှိပါတယ်။ အဲ့ဒီတုန်းကစစ်ရေးမှညံ့တဲ့အရာရှိတွေကိုကာစာထမှုကယာရူးကတန်ဖြုတ်အရက်ဝက်ပြောင်းပြီးရဟတ်ရင်နဲ့ပြတ်ထည့်ပေးလိုက်တာပဲတော်တဲ့သူဆိုလဲယာရူးတိုးပေးဖို့ထောက်ကန်ချက်ပေးတယ်လို့အငိမ့်စာစစ်ဘက်အရာရှိတအူးကပြောပါတယ်လက်ရှိစနစ်မှာတော့ကာစာထမှုတွေဟာစစ်တိုင်းတွေကိုခွဲပြီးတာဝန်ယူထားကြပေမဲ့အရေးကြီးကိစ္စတွေမှာတိုင်းမှုတွေကကကကြီးနဲ့ဓာတ်ရိုက်ဆက်သွယ်တာဖြစ်လို့ကာစာထမှုတွေရဲ့အာဏာကအပြည့်မရှိနေဘူးလို့တုံ့တက်ကြသူတွေလည်းရှိပါတယ် ဒါပေမဲ့ပြဿနာတက်ရင်တော့ကာဆာထမူတွေက တာဝန်ခံရတာမျိုးရှိပြန်ရောလို့အငိမ့်စားစစ်ပတ်အရာရှိတအူးကပြောပါတယ်။ရခိုင်ကရိုဟင်ဂျာပြဿနာ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ခဲ့တဲ့ရှမ်းပြည်နယ်ကနေမြေဆုံးရှုံးမှုတွေအတွက်ကာဆာထမူတွေအနာပေးခံခဲ့ရတာကိုသူကဥပမာပေးပါတယ်။